ဝီဝူဝင်ကျွန်တော်အသေးသားတည်းမှာအမှုပညာပဲကျွန်တော်ဒီဆိုင်ပညာဒီတူရိယာဟလာပတလာအဲကျွန်တော်ရဲ့အသေးသားတည်းမှာတော့ကျွန်တော်အသက်ကြီးပြီးတော့အိုမင်းသွားတဲ့အထိကတော့ကျွန်တော်အမှုပညာကျွန်တော်ရင်ထဲမှာကိန်းအောင်နေမှာပါအဲလေးနဲ့ပါတယ်နပွဲလဲလေးနဲ့တယ်နပွဲလဲခက်တာပဲနပွဲဆိုကျွန်တော်တို့မသိတဲ့တဲ့သင်းတွေကိုဟာလာတစ်နှစ်ကိုဆွဲပုတ်ပုတ်လက်ဆက်လောက်ရှိတယ်နပွဲလဲခက်တယ်ဗလာကိုင်းလဲခက်တယ် ါပေမဲ့ကိုတန်ရတန်ရလေးပေါ့ကိုရဲ့နာမည်လေးနာမည်ကြီးကျွန်တော်တို့ဆိုလူသိမ့်မသိဘူးလေအာကျွန်တော်တို့အာရှစိန်နဂါဆိုကျွန်တော်တို့နောက်နောက်ပြောနေကြတယ်အာရှစိန်နဂါဆိုရပုံကြီးဆိုင်းဆရာတယောက်အာရှစိန်နဂါဆိုပဲကျွန်တော်တို့မှအဲ့လိုနောက်နောက်ပြောနေကြတယ် ai gu ma le wi wu lue အဲမဟုတ်ပါဘူးအဲမဟုတ်ပါဘူးနဘွဲဆိုင်လည်းအဆင့်ရှိပါတယ်အဆင့်မြင့်ပါတယ်ကျွန်တော်တို့ဗလာဆိုင်လည်းအဆင့်မြင့်ပါတယ်ဇက်ဆိုင်လည်းအဆင့်ရှိပါတယ်အငိမ့်ဆိုင်လည်းအဆင့်ရှိအဆင့်ရှိတယ်နဘွဲဆိုင်လည်းအဆင့်ရှိတယ်ဒါပေမဲ့နဘွဲကအခုကျွန်တော်ဆိုရင်နဘွဲကိုကျွန်တော်တီးစားလာတာဆိုလို့ရှိရင်ငငယ်တုန်းကအသက်20 30 40 45လောက်ထိနဘွဲတီးတယ်နောက်ပိုင်းကျတော့နဘွဲတီးတော့ပင်ပန်းလာတာ ပင်မတဏီကုံထိုင်ပြီးတော့ဒီကြီးထဲမှာထိုင်တည်တယ်မောင်းထဲမှာထိုင်တည်တဲ့ခါကျတော့တဏီကုံပင်မလာလို့အဲ့ဒါမတီးတာပါညောင်းဦးတော့ပေါ့အပင်မမခံနိုင်တော့လို့အသက်ကလေးလည်းရလာလို့မတီးတော့တာပါအဲလေးနဲ့ပါတယ်နှစ်ပွဲလဲလေးနဲ့တယ်နှစ်ပွဲလဲခက်တာပဲနှစ်ပွဲဆိုကျွန်တော်တို့မတီးတာတဲ့သင်းတွေဟိုအဲ့ဒါတစ်နှစ်ကိုဆယ်ပုံပုံနဲ့ဆလောက်ရှိတယ်နှစ်ပွဲလဲခက်တယ်ဗလာဆိုင်လဲခက်တယ်ဒါမဲ့ကိုတန်ရတန်ရလေးပေါ့ကိုရဲ့နာမည်လေးနာမည်ကြီးကျွန်တော်တို့ဆိုလူသိမ့်မသိဘူးလေအာကျွန်တော်တို့အာရှစိန်ငကားဆိုကျွန်တော်တို့နောက်နောက်ပြောနေကြတယ်အာရှစိန်ငကားဆိုရပုံးကြီးဆိုင်းစရာတယောက် အာရှစိန်တကားဆိုပဲကျွန်တော်တော့မှအဲ့လိုနောက်နောက်ပြောနေသေးတယ်ဆိုတော့ဟိုဟိုဒါနပွဲလက်ခတ်ပါတယ်ဗလာတိုင်းလက်ခတ်တယ်ဒါပေမဲ့သူတန်ရတန်ရပေါ့အဲ့တော့သူနဲ့အဆက်တဲ့ဟာလေးကိုပဲကျွန်တော်တို့ကဟိုဘလိုခေါ်မလဲအဲ့လိုပဲရှာကြံပြီးတိမှုတ်စားရတာပါအဲ့လိုတော့မရှိဘူးကျွန်တော်အသွေးသားထဲမှာအမှုပညာပဲကျွန်တော်ဒီဆိုင်ပညာဒီတူရိယာဟာလာပတလာအဲကျွန်တော်ရဲ့အသွေးသားထဲမှာတော့ကျွန်တော်အသက်ကြီးပြီးတော့ပုံမင်းသွားတဲ့အထိကတော့ကျွန်တော်အမှုပညာကျွန်တော်ရင်ထဲမှာကိန်းအောင်နေပါပါ ဟုတ်ကဲ့ကျွန်တော်တို့ဆိုင်းဗလာတီတုံးကတော့ကျွန်တော်ရဲ့အဖွဲ့သားတွေလည်းအလားလူတဲ့ခါလေးပေါ့အလားကျွန်တော်ရှိတဲ့ခါလေးပေါ့အလိုပဲကြည့်ရှုကျွန်တော်တခြားကျွန်တော်ဆိုင်းဆရာတွေလည်းတခြားတုံငန်းတွေရှိတော့လေသူကဆိုင်းဆရာတွေအဆင်ပြေကြပါလားအလုံးဆင်ပြေကြပါဟုတ်ကဲ့အဲဆိုင်းဆရာတွေကတော့ဒုက္ခမရောက်ပါဘူးသူတို့ကသူတို့တန်ရတန်ရပေါ့လေအဲဆိုင်းကျွန်တော်တို့ຫນွေဘက်မှာဆိုင်းတီးတဲ့ຢາດີလေးတွေဆိုင်းတီးကြတယ်ကြံတဲ့အချိန်လေးတော့အချားစီးွားရေးလေးတွေနဲ့သူတို့ဘန်သူတို့အဆင်ပြေကြပါလေဟိုဥစားပါဆိုင်းဆရာတွေကဒုက္ခမရောက်ပါဘူး သူကလည်းသူအဆင်ပြေပါတယ်ဟုတ်ကဲ့အဲပြင်မှာဗလာတီးရတာတော့ကျွန်တော်အာရှစိန်ကဆိုကျွန်တော်နာမည်နဲ့တည့်တီးတာပေါ့အဲဇက်နဲ့သွားတီးတဲ့အခါကျတော့ဒါဇက်ရဲ့နာမည်ကိုကျွန်တော်တို့ကပြန်ပြီးမှီခိုပြီးတော့ကျွန်တော်တို့ကတီးစားရတာပေါ့ဆိုတော့အသက်ငယ်တုန်းကတော့20 30လောက်တုန်းကတော့ကျွန်တော်လည်းဇက်တွေနဲ့အဲ့လိုလိုက်ပြီးတော့တီးနိုင်တယ်အခုကျတော့အသက်ရွယ်လေးရလာတဲ့အခါကျတော့ကျွန်တော်နေတွေသွားတာတို့အေးပြက်တာတို့ပါတို့ကကျွန်တော်အသက်ရလာတဲ့အတွက်ကကျွန်တော်ကဟိုကျွန်တော်ရဲ့ကျမ်းမကြီးကြောင့်ကျွန်တော်မတီးပြတ်တော့တာပါအဲအခုလိုအချိန်ကတော့ကျွန်တော်တို့ အဲအပြင်ဘွဲပေါ့အငိမ့်ဘွဲလေးတွေဟလာအပြင်အငိမ့်ဘွဲလေးတွေဆိုင်းအငိမ့်လေးတွေအဲအဲ့လိုအလူလေးတွေပေါ့နော်အလူလေးတွေမင်္ဂလာဆောင်လေးတွေအဲ့ဒါလေးတွေဂျိုရဂျိုရတလောက်၄၅ဘွဲလောက်ပေါ့အဲငှားတဲ့လူရှိတဲ့ခါတို့အခုနလှိုင်ဘွားပေါ့တားတဲ့ရောက်လူရှင်တော်လှိုင်ဘွားအဲ့သူခေါ်တဲ့ပွဲလေးတွေဒါမှမဟုတ်လည်းကိုလက်ခံတဲ့ပွဲလေးတွေအဲ့ဒါလေးတွေလိုက်တီးပြီးတော့စားနေပါလေ။အဲတားကသူကငငယ်တုန်းကသူကကျွန်တော်ပတလားတင်နေပတလားတင်တော့ထန်းနေရတီတာတာရဝေးပါထွေးတလားဘုံဆောင်ဇီးရ အဲတာနိုးထီဒီကောင်ရောက်တယ်တာနိုးကားဖို့ထီရောက်ပြီးတော့ तू က၎င်းတိတ်မကြူဟိုပတာကျွန်တော်တို့လူပညာပတလာက तू ကလည်းဒါပါရမီပါမှ तू ကသူကပါရမီမပိုင်းလက်ကြီးအတောက်နေတော့လေအဲ့ဒါဒါပေမဲ့ तू ကတင်တော့တင်နေတာပဲအဲ့တင်နေပြီးတော့အဲ့မှာတရှင်း၄၅၆ပုတ်လောက်ရပြီးတော့ကျွန်တော်ပနေရာကျောင်းကိုပို့တော့မင်းဘာလုပ်မလဲကဲတာမင်းဘာဘာတင်မလဲလို့မေးတော့ तू ကအကပဲတင်မယ်ဆိုတော့အဲ့ဒါသူ့အမေကလည်းမင်းသမီးဖြစ်တော့မင်းသမီးတော်ရေးမော်ဖြစ်တော့အဲ့သူ့အမေကလည်းအဲ့ဒါအကတင်ပြီးပနေရာကျောင်းကိုကျွန်တော်တို့ပို့လိုက်တာ ပဏာယောင်းပုတ်လိုက်တော့ပဏာယောင်းမှာ၃နှစ်သုံးဖို့တက်ပြီးတော့ပဏာယောင်းလည်းဆင်းလာရောကျွန်တော်တို့ကအဲ့အချိန်မှာကျွန်တော်ကအငိမ့်နေတီးနေတာအပြင်မှာအငိမ့်နေတီးနေတာအငိမ့်နေတီးနေတဲ့ခါကျတော့အဲ့မှာလေလူဦးမန်းကျော်တို့ဦးဆန်မိုးတို့ကိုငိမ့်ချန်းတို့ ਨੇ အငိမ့်နေတီးနေတဲ့ခါကျတော့ဒီကောင်အဲ့လိုက်ဘွားသူကလကာနောက်ကကျွန်တော်တို့တွေကနားသွားတယ်သူကမနားဘူးအဲ့မှာလူရှင်တော်တွေပြတ်တော့သူကြီးကြီးကြီးပြီးတော့အတညာလုံးသူကြီးရကြီးပြီးတော့သူအကဘက်ကနေသူအဲ့လူရှင်တော်ဘက်ကိုသူ့ဘက်သူပြောင်းသွားဆိုတော့ဇက်ကျွန်တော်မင်းသားတက်လိုက်ရဲ့အကလည်း သုံးနှစ်သုံးဖို့ကြောင်းဆင်းလာပြီးတော့မင်းသားထောင်ရတာလည်းတင်ရယာနဲ့ချီကုန်တယ်။ယာနဲ့ချီကုန်တယ်ထောင်နဲ့ချီကုန်တော့ကျွန်တော်လည်းအဲ့လောက်ထိကျွန်တော်တို့လည်းမနိုင်ဘူး။မနိုင်တော့တဖြည်းဖြည်းနဲ့သူကလေရှင်တော်ဘက်ကသူကဖောက်ထုတ်ပြီးတော့အဲ့မှာလေဒီယိုဥမှန်းကျော်တို့ဥဆန်မိုးတို့ပြက်တဲ့ဟာကိုငင်းညံ့တို့ပြက်တဲ့ဟာတွေကတလကာနောက်ကနေကြီးကြီးကြီးအဲ့မှာသူကလေရှင်တော်အတိုင်းတော့ပါရမီပါတော့အကမင်းသားမဖြစ်ဘဲနဲ့လေရှင်တော်ပြက်တော့